မင်္ဂလာပါခင်ဗျာအော်တိုဘာလ28ရက်နေ့အတွက်ရွှေရံကုန်းရဲ့မိုးလေဝသတရင်အစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ2025ခုနှစ်အော်တိုဘာလ28ရက်နေ့နံနက်9:00အချိန်ထုတ်ပြန်ကြရဘင်္ဂလားပင်လယ်ော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့ဆိုင်ကလုန်းမုန်တိုင်းမွန်ထရာဟာမြောက်အနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းမှာဆက်လက်တည်ရှိနေနိုင်ပါတယ်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းမွန်ထရာဟာမြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့ အနောက်ဘက်ရေမိုင်985မိုင်ကအိန္ဒိယနိုင်ငံချန်နိုင်းမြို့ရဲ့အရှိအရှိမြောက်ရေမိုင်195မိုင်ကကာရီနာဒါမြို့ရဲ့တောင်အရှိတောင်ဘက်ရေမိုင်160ကအကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းမွန်ထရာဟာမြောက်အနောက်မြောက်သို့ဆက်လက်ရွေးရှားနိုင်ပြီးနောက်6နာရီအတွင်းမှာအကောင်သောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိကာနောက်24နာရီအတွင်းအန်တာဘရာဒိရှ်ကမ်းခြေကိုဖျက်ချော်နိုင်မယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းမှာတိမ်ထူထပ်နေပြီးကပ်ပီပင်လယ်ပြင်နဲ့ဂျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အနေငယ်မှာတိမ်အသစ်တွေဖြစ်ထွန်းနေပါတယ် ယနေ့ညနေထိခံမှန်းချက်ကတော့ ERI တိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရဲရနှုံးမြေဖြစ်ပါတယ်ခင်ဗျာမြဝကျုံပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကြာစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအီကိုမိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြေမှာမြဝကျုံပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ ကိုးပင်မှာ71ကန်ရှိနိုင်ပါတယ်ကျန်မြမပင်လယ်ပြင်မှာလှိုင်းသစ်နဲ့ရှိပါမယ်။လှိုင်းမြမမုံတမကွေမွန်တင်နဲ့နိုင်ကန်ရန်တချောင်းနဲ့ကန်လုံပင်လယ်ပြင်တို့မှာ6ပေမှာ10ပေကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့တင်းနဲ့နိုင်တိုင်းဒေသကြီးကင်းပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကျဲကျဲမှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါတယ်။နေပြည်တော်နဲ့ဤတို့အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ရိပ်မိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရံရာနှုန်း60ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဤတို့အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုန်း80ဖြစ်ပါတယ်။ မန္တလေးမြို့နယ်နေတွက်အတွက်ရန်ရင်းရန်နေတိခံမှန်းချက်ကတော့နေရာခွာကြမိုးထစ်ချုံရွာနိုင်ပါတယ်ရွာရာနှောင်း60ဖြစ်ပါတယ်ခင်ဗျာ